ကဘာအံ့ဖွယ်ကြောင်တုံးမျိုးတော့ ကြောက်တုံးတွေနဲ့ဆောက်လုပ်ထားတဲ့ရှေ့အောင်မျိုးတော်ကိုပြောပါဆိုရင်ပက်ထရာဆိုတဲ့မျိုးတော်ကိုခြံထားခဲ့လို့မရပါဘူးပက်ထရာဆိုတဲ့မျိုးတော်ဟာအခုလက်ရှိမှာတွားရောက်လေပတ်မှုအများဆုံးနေရာတနေရာထဲမှာပါဝင်နေရပဲဖြစ်ပါတယ်ပက်ထရာမျိုးတော်ဟာဂျော်ဒန်မျိုးရဲ့အနောက်တောင်ဘက်ပိုင်းမှာတည်ရှိပြီးတော့နံပါတ်3တွေက Rose Red Sandstone လို့ခေါ်တဲ့ကြောက်တုံးတွေနဲ့ပုံဖော်ပြီးတည်ဆောက်ထားတာဖြစ်ပါတယ်ထိုမျိုးတော်မှာရှိရဲ့ဖျားကြောင့်ဂူသိန်းကြီးတွေရဲ့ပြီးသူကလက်ရာတွေကြောင့်စိတ်ဝင်စားမှုအမြ များဆုံးခံနေရတာဆိုရင်လည်းမမှားပါဘူး။ 1989ခုနှစ်ကထွက်ရှိခဲ့တဲ့ Indiana Jones and the Last Crusade ဇာတ်ကားမှာထုံမျိုးတော်ကိုထည့်သွင်းရိုက်ကူးခဲ့ရကနေစပြီးကဘာတဝမ်းလုံးမှာစတင်ပြီးနာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။အဲ့ချိန်ကစပြီး Petra ဟာ Jordan နိုင်ငံရဲ့အကြီးကကဘာလက်ခရီးသွားတွေကိုဆွဲဆောင်တဲ့နေရာတနေရာဖြစ်လာပြီးတော့ကဘာပေါ်မှာတွားရောက်လည်ပတ်ခြင်းခံရမှု အများဆုံးရှိဟောင်းမျိုးတော်တွေကတခုဖြစ်လာခဲ့ပါတော့တယ်။2008ခုနှစ်မှာတော့လူပေါင်းတန်းတရာတို့ ့ရဲ့မဲပေးထောက်ခံမှုနဲ့ပက်ထရာဟာဆိုရင်ကပားအပ်ဖွယ်ခုနှစ်ခုစည်းရင်းထဲမှာ ပါဝင်လာခဲ့ပါတော့တယ်။နောက်ထပ်လည်းအခုလိုဘ ഹു တုတဖြစ်ဖွယ်ရာတွေကိုပြောပြပေးသွားမှာမို့လို့သူတို့ရဲ့တိတွေရာ channel လေးကို follow လုပ်ခဲ့မှုမမေ့ပါနဲ့နော်။အဆုံးကြီးပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။